ဲ့ဒီ JavaScript မှာဆိုရင် false value ဆိုတဲ့ဟာရှိပါတယ် false value ဆိုတဲ့ဟာဘယ်လိုမျိုးလဲဆိုရင်ကျွန်တော်တို့0 not undefined ပြီးလို့ရှိရင် none ပေါ့နော်အဲ့ဒီကတွေက false value ဖြစ်ပါတယ်အဲ့ဒီကဘယ်လိုမျိုးဒီအားနဲ့သက်ဆိုင်လဲဆိုတော့ကျွန်တော်ပြပြပါမယ်ကျွန်တော်ဒီ if statement ပါเนาะ if statement မှာကျွန်တော်တို့အနေနဲ့ဒီမှာပါเนาะ1ဆိုပြီးထားလိုက်မယ်1ထားပြီးရကျွန်တော်တို့ console dollars top in this is true it is false ဆိုပြီးတော့ထုတ်လိုက်လို့ရှိရင်ကျွန်တော်တို့1ဆိုရင်ကျွန်တော် this is true ဆိုရင်ကျွန်တော် return ပေးပါတယ်ကဲဒီမှာကျွန်တော် hello ဆိုပြီးတော့ကျွန်တော်ပေးလိုက်ပါမယ်အဲဆိုရင်လည်းကျွန်တော် this is true ဆိုပြီးတော့ return ပေးပါဒီအရဲ true value ဖြစ်တဲ့အတွက်ကြောင့်မလို့ကဲဒီမှာကျွန်တော်က0လာပေးခဲ့မယ်ဆိုရင်ဘာပြန်ပြီးထွက်မလဲဆိုရင် post value ထွက်လာမှာကိုတွေ့ရပါလိမ့်မယ်0မပေးဘဲနဲ့ကျွန်တော်ဒီမှာ md string ပေးလိုက်မယ်ဆိုရင် post value ထွက်လာမှာကိုတွေ့ရပါလိမ့်မယ်ဒီက javascript မှာပေါင်းရင်လည်း forsy value တွေပဲဖြစ်ပါတယ်ဒီ forsy value တွေက logical operator နဲ့သက်သုံးတဲ့ချိန်ညာဘယ်လိုမျိုးတက်ရောက်မှရှိလဲဆိုတော့ကိုကျွန်တော်ပြပြပါမယ်ဒီနေ့မှာ console dollar ဆိုပြီးတော့ကျွန်တော် online ပြီးလို့ရှိရင်ကျွန်တော်ဒီထဲမှာ true ဆိုပြီးတော့ထည့်မယ်ပြီးရင်ဒီမှာ and operator ထည့်မယ်ပြီးရင်ကျွန်တော်ဒီမှာ1ထည့်မယ်ပြီးရင်ကျွန်တော်ဒီမှာနောက်တစ်ခါ true ပြန်ခေါ်လိုက်ပါဦးအဲ true ခေါ်လိုက်ရကျွန်တော် hello ပဲခေါ်လိုက်ပါတော့ hello ခေါ်မယ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာအဲ2ဆိုပြီးတော့ပေးလိုက်မယ်ပေါ့နော်အဲ့တော့ကျွန်တော် console ထုတ်လိုက်မယ်ထုတ်လိုက်လို့ရှိရင်ကျွန်တော်နောက်ဆုံး2ထွက်လာတာကိုတွေ့ရပါလိမ့်မယ်ကျွန်တော်ရှိမှပြပြတော့ဆိုရင်ဒီလိုမျိုးပါလာရင်ကျွန်တော်တို့ ဒီ operator တွေက value return လဲဆိုရင် true for value boolean value ကို return လုပ်တာကိုတွေ့ရပါလိမ့်မယ်ဒါပေမဲ့ဒီမှာ true ဆိုတဲ့ဟာကို return လုပ်တာကိုတွေ့ရပါလိမ့်ဘာလဲဆိုတော့သူ့အနေနဲ့ကဒီလိုမျိုးဒီ bay ကနေညာဘက်ကိုလာတာဖြစ်ပါတယ်ပြီးလို့ရှိရင်ဒီဟာကအကုန်လုံး true value ဖြစ်နေတဲ့အတွက်ကြောင့်မလို့ပါဒီမှာလဲ string ကလဲ true 1ကလဲ true string ကလဲ true 1 2ကလဲ true ဒီလိုမျိုး true ဖြစ်နေတဲ့အတွက်ကြောင့်မလို့သူ့အနေနဲ့ နောက်ဆုံးမှာဒီ2หน้ามาแยกตัวด้วยจังดิ2 return ออกมาဖြစ်ပါတယ်โอเคကျွန်တော်ဒီมาတော့ forcy value ဖြစ်တဲ့0ဒါပါဝင်มั้ยဆိုရင်ကျွန်တော်တို့ရဲ့ဟာကဒီ0มาแยกตัวมาဖြစ်ပါတယ်โอเคဒီมาပါ0มาแยกตัวတော့တွေ့ရပါလိမ့်မယ်โอเคဒီကကျွန်တော်တို့ဒီလိုမျိုး logical operator တွေသုံးနေညံมาလဲဒီ forcy value တွေကတက်ရောက်မှုฉิပါတယ် operator မှာလည်းဘယ်လိုမျိုးအလုပ်လုပ်လဲဆိုတာကိုကျွန်တော်ပြောပါမယ်ကျွန်တော်ဒီမှာ console dollar ဆိုပြီးတော့ခေါ်လိုက်ပါမယ် console dollar ပြီးရင်ကျွန်တော်တို့ဒီမှာ true ဆိုပြီးတော့ပေးလိုက်မယ်ပြီးရင်ကျွန်တော်တို့ or 0ပေါ့နော်0ပေးမယ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာအဲ null ပေါ့နော်အဲ undefined ပေးလိုက်ပါမယ် undefined ပေးမယ်ပြီးလို့ရှိရင်ဒီမှာ null value ပေးလိုက်ပါမယ် Okay အဲ့ဒါဆိုရင်ကျွန်တော် save လုပ်လိုက်ရှင်ကျွန်တော်ကို true ထွက်လာမှာတွေ့ရပါလိမ့်မယ် policy ဆိုတော့ all ဆိုတာကတော့ true တစ်ခုပါနဲ့ဒီက true ဖြစ်တာကိုကျွန်တော်အနေနဲ့ခေါ်ပါတယ် key ဒါကျွန်တော်တို့ဒီမှာဒါကျွန်တော်အဲ no value အာ empty string ပေါ့နော် empty string ပေးလိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီမှာနောက်ဆုံးဖြစ်တဲ့ဒီ and လို့ပါပဲသူအနေနဲ့ဒီဘက်ဘယ်ဘက်နီလာ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 ပြီးတော့နောက်ဆုံးဖြစ်တဲ့2ကို reset ဒီနောက်ဆုံးဖြစ်တဲ့ဟာကို reset တော့ပြီးလို့မျိုးပဲဒီမှာလေဒီ md လာတယ်0လာတယ် undefined လာတယ်ပြီးလို့ရှင်နောက်ဆုံး none ဆိုတဲ့ဟာကို return လုပ်ပြီးတာကိုတွေ့ရပါလိမ့်မယ်။ဒါကတော့ false value တွေကကျွန်တော်တို့ဒီ logical operator တွေဒီလိုမျိုးကျွန်တော်တို့ logical နဲ့ control flow ဖြစ်တဲ့ဒီ if statement တွေပေါ်မှာဘယ်လိုမျိုးတက်ရောက်မှုရှိလဲဆိုတာကိုကျွန်တော်ပြပြတာပြပါတယ်။